လက်ကလေးတိုင်းပစ်တာ LGBT reality show ရလဲ73ရက်နေ့မှာပြတော့မှာဆိုတော့ဒီလ LGBT Pride Month လည်းဖြစ်တယ်ဆိုတော့အကြီးကြီးချစ်စာလေးတွေအဲ့ထက်မှာဂိမ်းရလူတွေကမေးကြတယ်ကွာတကယ်ချင်းတွေကအမ်အဲ့ဒါရုပ်ရှင်လားမဟုတ်ဘူးအမှန်ကဂိမ်း program ပြိုင်ပွဲတကယ် reality ပြိုင်ပွဲအဲဘယ်လိုပြောမလဲအဲ့တုန်းကတော့6တောက်အဲ့ဟိုကလေတစ်ခါရဲ့တစ်မျိုးတော့ဖြစ်တယ်အဲ့တုန်းက6တောက်6တောက်ကအယိုးအပ်နေတာကျွန်တော်တယောက်အနေနဲ့တော့ဘဝမှာအမှတ်တရရအများကြီးပါပါတယ်တစ်ခါလေးကျရင် ကိုစိတ်အဆင်မပြေတဲ့ကိုမဝှစ်ချင်တဲ့များအားမျိုးတွေကိုမလုပ်ချင်တဲ့အလိုမျိုးတွေလောက်ပါဆိုတော့ဒါမဲ့ကိုလက်ခံတဲ့အလိုကိုတော့ပြီးမြောက်အောင်မြင်ပြီးအကောင်းဆုံးပြအောင်တော့ပြုဆောင်ပါတယ်။လင်းရတော့ဘာဖြစ်လို့လဲဆိုတော့အဲအလုပ်တစ်ခုလက်ခံလိုက်ပြီးဆိုအပျော်ဆိုတာတစ်တိတိကျကျစနစ်တကျနဲ့တိတ်ချလေးစီစဉ်ပြီးလုပ်တတ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်တော့လင်းရတော့တိတ်ချလေးပြင်ဆင်ပြီးတိုင်ပွဲဝင်ထားပါတယ်။အားပေးစားပါအောင်လို့ အဲအဲ့လိုပါဖြစ်ပါတယ်ဒါပေမဲ့တစ်ခါလေးစားရင်လည်းလင်းရတော့တိတ်ပြောဖြစ်လာတဲ့ပုံမူတည်ပြီးတော့ကိုယ့်ရဲ့ experience အရာရောကိုယ့်ရဲ့ပတ်ဝန်းကျင်လေ့လာမှုအားရရောအဲကိုကတော့တိတ်အမှားတော့အများကြီးတော့မရှိခဲ့ပါဘူးဘင်းကအရင်တော့ဆိုရင်တော့ကိုယ့်ကိုယ်ပြန်ပြန်စွာတတ်တယ်ဘက်ကနေဆို quack နဲ့ပြန်ပြောတတ်တယ်ဒါပေမဲ့နောက်ပိုင်းအသက်အရွယ်တခုရလာတယ်ကိုကိုကိုလည်းအဲကျမကြီးလိုက်စားတယ်အားကစားကြီးလည်းလုပ်တယ်ပြီးတော့တရားပါတရားတရားလည်းနာတယ်တရားလည်းထိုင်နေသူဖြစ်လာတဲ့အတွက်ကြောင့်တော့အရန်ကြီးကိုစိတ်ကိုရောလေ ျော့ပြီးတော့ဘယ်သူဘာပြပြောဘယ်သူဘာလုပ်လို့တစ်ခါကြီးကြာရင်လဲအဲမိသားထားပြီးလိုက်တာပေါ့နော်အဲ့တော့ကိုလည်းအင်းစမ်းပါတယ်အာသူချောက်ခုချောက်ကားထဲမှာတော့လင်းရလေးရှုမဝနေရတယ်ပြီးတော့တိရစ္ဆာန်ထားပါတယ်ဒီကားလေးကအာဒီခါသကားလေးလည်းဖြစ်တယ်တရေကားလေးမှာမှအာဘယ်လိုပြောမလဲကြည့်ရတာလေးပျော်ရွှင်စရာကားလေးတစ်ခုဖြစ်တယ်ပေါ့နော်အာပြီးတော့ဒီထဲမှာလည်းအဲ ဘယ်လိုပြောမလဲပြောပြောပြရင်ဇာလန်ကလည်းတိသွားမှာဆိုတော့ဒါရောအားပေးပါအစင်းတိုင်းစင်းတိုင်းကအရင်ကတော့အာပြောပြောရှင်းရှင်းလေးနဲ့ကြည့်ရမယ်စင်းလေးဖြစ်ပါတယ်အဲ့ဒါကြောင့်အားပေးကြပါအောင်ကြီးမကြီးပေါ့ကျွန်မအဲ့လိုမျိုးပြင်မှာရမ်းချမ်းလာရင်တိတော့မှာမချောမချောတတိမသိအဲ့ပါတော့ကေကန်နီးရရတော့လေတို့ပြလေဂျုံဂျုံကြတယ်ไอ้ป่าโหลสแลนด์อ่ะเราก็ไม่เอาดิการ์นี่ค่อยย้ายไปได้ไทเทมแมนดูราก็เลยยังซีซุขึ้นมาได้โปรดิวเซอร์นี่ก็ซีซุขึ้นมาได้ดิการ์มาอ่าตะเย ပေါ့နော်တကယ်ကဒီ၅၅ယောက်ဆိုတော့ဒီ၅ယောက်ထဲမှာလဲကိုကအဲဘယ်လိုရောမလဲအစ်စ်လဲဖြစ်နေအငယ်လဲဖြစ်နေတော့အကိုကြီးကလည်းအခုကိုမင်းမြတ်တို့ခင်လာရင်တို့ကိုပြုံးမှုဆိုတို့ကိုဒီမှာဆမ်းမင်းဝင်းတို့ကလည်းတင်ပေးတယ်ဘာကြောင့်လဲဆိုတော့၅ယောက်ကအဲ့လို chemistry meet နေမှာတိကမုကတော့အစုံနေများတာဆိုတော့လေအမားတို့လည်းပြင်အားပေးကြပါအောင်ဒီကားတွေလာရောက်အားပေးကြပါလို့လင်းပြောချင်ပါတယ် live ပြောအခုလိုမျိုး SCPT တွေကို အဲနေရာလေးပြေးလာရပုံမှာနေရာတော့ရန်ကိုဝန်တာကိုယူရပါတယ်ရှိတယ်အဲဆာလီနဲ့လင်းနေရတွေ့ဟိုမြင်းမြတ်နဲ့ရမုံနေရတွေ့ဖြစ်သွားတာပေါ့နော်ဘယ်လိုမျိုးလဲပျော်စရာစကားလေးပါကြည့်ရတာရန်ပြုတ်ကိုတောင်းတာအမအဲ့နေရာအမှန်လည်းပြောရင်လည်းမရည်ချင်ဘူးလေအဲ့နေရာလေးဘိုင်းအောင်လေးอ่ะ ညဘက်ကြီးရိုက်တယ်ဒါပေမဲ့မလင်းလိုပဲဖြစ်ကိုဟိုကိုတောင်ဝင်ယူထားတဲ့ကိုလက်ခံထားတဲ့လို့ဖြစ်တဲ့လောက်အရန်ဘိုင်းအောင်နေတာဟိုညတနာကြီးမှရိုက်တာเนาะဘိုင်းအောင်နေရပဲလဲ1 2 3 4 action ဆိုရင်တော့မျက်နာမှာတော့ဘိုင်းအောင်တဲ့ပုံမပေါ်အောင်တော့လေအောင်တာငါ့လေအောင်တဲ့တက်ဟာရှိတော့လေအောင်တာဆိုတော့လေအာမနေ့တော့အခုရအောင်တော့လောက်ထားပါဘာဒါပေမဲ့ဒီကတည်းကချစ်ဖို့ကောင်းအရန်ချစ်ဖို့ကောင်းပါချစ်ချစ်လိုက်လေဒီတန်းမှာလေဇင်းတို့တွေတိုက်ပြီးတော့ဝယ်စားဖို့မကုန်းလို့ပြောတယောက်တစ်ထည့်စီစားတော့နှစ်ထည့်အဲ့ဟာလည်းဆို3ထည့် မန္တရာကိုပဲအကုန်စီစဉ်ပေးရဆိုပိုကြိုက်တယ်ကိုကလူကြီးပဲသွားရုံပဲမိကက်လည်းသူပဲဝတ်စုံလည်းသူပဲဆိုတော့လေအဟိုဖနက်ကလေးနဲ့အထဲရအန်တဝဲလေးကိုသွားရုံပဲအန်တဝဲပြိုင်ဝတ်သွားလိုက်ရုံပဲဘာမလို့ပိုက်စားရဝဲရရှိရလေစကြနွဲ့နွဲ့တို့စကြနွဲ့နွဲ့တို့လက်ကြီးများလို့ဆိုအများကြီးဝေးရတယ်။ပြီးတော့အလုပ်လုပ်တာကလေဘာချက်တဲ့ကိုဝါသနာပါတယ်ကိုပျော်ရွှင်ရတယ်လို့လုပ်တာဖြစ်ပါလေ။လင်းရဲ့ main business ကတော့ make up artist ဖြစ်တယ်။ ။အဲအဲ့အတွက်ကြောင့်လည်းဒီ warden fair ကြီးလည်းလိမ့်လိမ့်ဖြစ်တယ်။အာမလေးက my dream one stop warden service က warden fair မှာဆိုရင်လည်းအခုစမ်းဆိုင်ခံလိုက်။အာပြေပုံစံဝင်ချိုဒီနေ့ဆိုလည်းကမျိုးကြီးတို့ကန်စာတို့ကိုဝိုင်းတို့ဆိုမှာဆိုတော့ဘာပြီးတော့အလို warden fair မှာလည်းကိုယ့်ရဲ့ professional အလုပ်ကိုလည်းအမလီရင်းရအောင်နင်းငယ်နဲ့ဖက်ဖက်ကကြိုးစားရတယ်။နောက်တစ်ခါကျတော့အလင်းတို့မနေ့ကဆိုလဲ glitter and bitter LGBT reality show ကြီးရလဲ73ရက်နေ့မှာပြတော့မှာဆိုတော့ဒီလ LGBT prime man လည်းဖြစ်တယ်ဆိုတော့ အကျူးချစားလေးတွေအဲ့ထက်မှာဂိမ်းရလူတွေကမေးကြတယ်ကွာတကယ်ချင်းတွေကအမ်အဲ့ဒါရုပ်ရှင်လားမဟုတ်ဘူးအမှန်ကဂိမ်းပရိုဂရမ်ပြိုင်ပွဲတကယ် reality ပြိုင်ပွဲအဲဘယ်လိုပြောမလဲအဲ့တုန်းကတော့6တောက်အဲ့ဟိုကလေတစ်ခါရဲ့တစ်မျိုးတော့ဖြစ်တယ်အဲ့တုန်းက6တောက်6တောက်ကအယိုးအပ်နေတာအတင်းကြီးလာအဲ့ထက်မှာတစ်ပင်မော်တွေတက်ထားတဲ့မျိုးစုံပဲအရင်ရင်ခုန်မှုပေါင်းတယ်ဒီ LGBT 6ယောက်ရဲ့အရန်ကိုပြိုင်ထားတဲ့စူးစမ်းမှုတွေအများကြီးပါပါတယ်အရန်ကိုလည်းဒါမြန်မာနိုင်ငံရဲ့ပထမအဆုံးပွဲလေးလည်းဖြစ်တော့အရန်ကို အကလေးရတယ်အဲ့အဲ့ဒီ program show program လည်းပြတော့မှာ show light application ကပြမှာဆိုတော့ရှမ်းပြော့ပါတယ်တော်တော်ကျန်းတယ်ဘားတွေလည်းစားတကယ်တွေလည်းချောက်ခံရတယ်ချောက်တယ်မျိုးစုံမှာပြန်မှန်းတယ်ဒါပေမဲ့ပျော့တယ်အဲ့ကို LGBT အချင်းချင်းတွေလည်းလောက်ရတယ်ဆိုပြီးတော့ character မျိုးစုံတွေ အဲလောက်ရတာလည်းအများကြီးရှိတာပေါ့နော်အဲ့လိုမျိုးဆိုတော့ကြည့်ကြည့်ပါအဲ့ program program တွေကလည်းအရန်ကိုရေခုံမှုလည်းကောင်းတယ်ပြောဖို့လည်းကောင်းပါတယ်အကုန်လုံးနဲ့စုံတယ်ပြည့်မဲနိုင်ပြီးခွဲရတာဆိုတော့လေကိုစိုက်ပြက်နေတွဲလို့မရဘူးတင်းကဘသူနေလာညင်ညင်မသိချောင်ဆောင်လိုက်ကြပါအဖြစ်မောလို့ခုကလည်းကိုပြိုင်ပြီးမောနေတာပေါ့သူတို့ပြိုင်ညင်မောလို့မညင်အပြောတာမသိချောင်ဆောင်လည်းအရန်ကောင်းရှုပ်လာကားပေါ်တစ်ခိုင်လေးပဲဘာလို့မှလဲเนาะဒါအပြောအပြောဆိုပေမဲ့လည်းဒါအပြောဆိုပေမဲ့ အပျော်အပျော်ဆိုပေမဲ့အပြက်ဖြစ်တတ်တယ်ဒါပေမဲ့ဒီကအပျော်ပြိုင်တာမဟုတ်ဘူးတကယ်လာပေးတဲ့အတွက်ကြောင့်ထိထိမိမိနဲ့တော့ပြန်ရတဲ့အတွက်ကြောင့်အားလုံးကိုတော့တေချာစီစစ်ပြီးတော့တေချာကြိုတင်ပြင်ဆင်ပြီးတော့အကောင်းဆုံးရှင်ပြိုင်ထားပါတယ် result လည်းကောင်းလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်တယောက်အနေနဲ့တော့ဘောမှာအမှတ်တရရအများကြီးပါပါတယ်ဒါခါလေးကျရင်ကိုစိတ်အဆင်မပြေတဲ့ကိုမဝှစ်ချင်တဲ့မြားအာမြွေဝဲကိုမလုပ်ချင်တဲ့အလုပ်မျိုးတွေလုပ်ရတာဆိုတော့ဒါပေမဲ့ကိုလက်ခံထားတဲ့လုပ်ကိုတော့ပြီးမြောက်အောင်မြင်ပြီးအကောင်းဆုံးပြအောင်တော့ပြေဆောင်ပါတယ်လင်းရတော့ဘာဖြစ်လို့လဲဆိုတော့အဲအလုပ်တစ်ခုလက်ခံလိုက်ပြီးဆိုအပျော်ဆိုတာတစ်တိကျကျ စနစ်တကျနဲ့တိတ်ချလေးစီစဉ်ပြီးလုပ်တတ်တဲ့သူဖြစ်တဲ့အတွက်ကြောင့်တော့လင်းရတော့တိတ်ချလေးပြင်ဆင်ပြီးတိုင်ပွဲဝင်ထားပါတယ်။အပိစပါအောင်လို့အာအဲ့လိုပေါ့ဖြစ်ပါတယ်ဒါပေမဲ့တစ်ခါလေးကျရင်လည်းလင်းရတော့တိတ်ပြီးတော့ဖြစ်လာတဲ့ပုံမူတည်ပြီးတော့ကိုယ့်ရဲ့ experience အရာရောကိုယ့်ရဲ့ပတ်ဝန်းကျင်လေ့လာမှုအားရရောအဲကိုကတော့တိတ်အမှားတော့အများကြီးတော့မရှိခဲ့ပါဘူး။ဒီရင်ကအရင်တော့ဆိုရင်တော့ကိုယ့်အခုပြောင်းပြန်စွာတတ်တယ်ဘက်ကနေဆိုကွက်ကနေပြန်ပြောတတ်တယ်ဒါပေမဲ့နောက်ပိုင်းအသက်အရွယ်တစ်ခုရလာတယ်အခုကိုကိုလည်း အဲကျမကြီးလိုက်စားတယ်အားကစားကြီးလည်းလုပ်တယ်ပြီးတော့တရားပါတရားတရားလိုက်နာတယ်တရားလည်းထိုင်နေသူဖြစ်လာတဲ့အတွက်ကြောင့်တော့အရန်ကြီးကိုစိတ်ကိုတော့လေလျှော့ပြီးတော့ဘယ်သူပါပြပြောဘယ်သူပါလုံးလို့တစ်ခါကြီးကြာရင်လည်းအဲမိသားထားပြီးလိုက်တာပေါ့နော်အဲ့တော့ကိုလည်းအင်းချမ်းပါတယ်အသင်ငယ်စားမှမမြအောင်ပြိုင်ဖို့မှပြိုင်တယ်ဘာပြောကိုဒီအသက်ဒီအရွယ်ဒီလိုမျိုး transgender တယောက်နေနေဒီလိုမျိုးဘယ်လောက်ချိပင်ပင်ပန်းပန်းနဲ့တိုင်ခွင်းရတယ်ဆိုတဲ့ဟာကိုပဲယုံကြည်တယ်အများကြီးပြိုင်ပါအရန်ကြီးကြီးလိုက်အရန်စိတ်ဝင်စားဖို့ကောင်းတာအများကြီးပါတယ် ။ဒီကြောက်ကိုကြောက်ကားလေးရလဲအမှန်တမ်းပြောရင်အာမိမရတို့ရောဥခင်လိုင်းရောအာပြီးတော့ဒီကုဖြိုးငွေစိုးတို့ရောကိုတိမောင်ဆန်းလေးတို့ကတရေ9ယောက်ကတဂရုဖြစ်တဲ့အတွက်ကြောင့်အားလုံးက9ယောက်ဆိုတော့အဲပညာရှင်တွေတဘာတွေကတော့မကြက်ရအောင်ဆိုမယ်လင်းက9ယောက်ဆိုတော့ထားရတော့ကိုအကုန်မှတ်ထားတာဘသူပြီးရင်ဘာပြောမလဲအဲ့မှာကိုကတယောက်ပြောနေတယ်လေကိုက silent အိုင်တင်ပြန်လောက်ရတယ်ဆိုတော့အမှုပညာအလုပ်ဆိုတာအမှန်တမ်းပြောရင်ဘလိုပဲရိုက်ရိုက်ခက်ခဲပါတယ်လို့အဲ့အတွက်ကြောင့်အမှုပညာရှင်တိုင်းအမှုပညာရှင်တိုင်းကို အကပညာရှင်လည်းဖြစ်ဖြစ်တရုတ်ဆောင်ပညာရှင်လည်းဖြစ်ဖြစ်အစိုးပညာရှင်လည်းဖြစ်ဖြစ်လူပညာရှင်လည်းလူပညာရှင်လည်းလေးရောလေးစားသုံးယူပါတယ်လို့ဒီသူကြောင့်ကိုကြောက်ကားလေးရလည်းမနူရာရိုက်ထားတယ်အဲ့အဲ့ကြောင့်လည်းအဲ့ရအပီးပြည်ပထမအောင်ဆုံးရုပ်ရှင်ဇာတ်ကားလေးဖြစ်တဲ့အတွက်ကြောင့်နင်ကတော့အဲ့ရအပီးကိုဖိတ်ခေါ်ပါတယ်အားလုံးလည်းကျေးဇူးအများကြီးတင်ပါတယ်